ျွန်တော်စီလာပြတဲ့လူနာရီထဲမှာလူငယ်တချို့သူတို့ရဲ့ဝေဒနာတွေအကြောင်းပြောပြတဲ့အခါကျလို့ရှင်အတူတူလိုက်ပါလာတဲ့အဲသူတို့ရဲ့အမေကကျွန်တော်အများနဲ့တိုင်နေရှိတယ်ဖြစ်မှာပေါ့ကျွန်တော်ရဲ့သမီးကဖုန်းနံပါတ်တနေကုန်ကြည့်နေတာကိုဖြစ်မှာပေါ့ကျွန်မရဲ့သားကတနေကုန်ဂိမ်းတွေပဲဆော့နေတာဟုတ်အဲ့ဒီခါကြလို့ရှင်သူရဲ့သားကသမီးကပြန်ပြီးတော့ညင်းလဲရှိနေအာမင်းကလည်းဘာမှလည်းမဆိုင်ပါဘူးတနေကုန်ဒါပဲပြောနေတော့တာပဲအဲ့လိုပြန်ဆော်တကတက်ကြတဲ့လဲမှာကျွန်တော်အပောင်ဝင်ပေါ့ဒါပေမဲ့အခုလေးလိုက်တွေ့ရှိမှုတွေအရာအမေပြောတဲ့စကားကအမှန်တွေကိုကျွန်တော်တို့တွေ့ကြလာရတယ် အော်ဒီနေ့ဖုန်းဆွဲလမ်းမှုကိစ္စအကြောင်းဆွေးနွေးကြပါမယ်။ဒီဖုန်းဆွဲလမ်းမှုဟာကျွန်တော်ပါဝင်ကြီးရှုနေတဲ့ပရိသတ်အများစုရဲ့ဘဝကိုကြီးမားသောတက်ရောက်မှုတွေဖြစ်နိုင်စေပါတယ်။ဘလို့ပြဿနာတွေကြောင်းဝနိုင်လဲ၊ဘလို့မျိုးကြမ်းမာရေးထိခိုက်မှုတွေဖြစ်စေနိုင်လဲ၊ဘာတွေဆင်ញံမှုလိုအပ်သေးလဲဒီနေ့ဆွေးနွေးကြရအောင်နော်။ကျွန်တော်နာမည်ဒေါက်တာဆွဲလမ်းသူလို့ခေါ်ပါတယ်။ကဲဆက်နာထောင်းရအောင်။ဖုန်းဆွဲလမ်းခြင်းကိုအင်္ဂလိပ်လို screen addiction လို့ခေါ်တယ်။ဒီနေရာမှာ screen လို့ပြောလို့ရှိရင်ဒီဖုန်းတစ်ခုတည်းမဟုတ်ဘူး။ကျွန်တော်တို့လက်ထက်မှာရှိကြတဲ့ tablet တို့အာ laptop computer တို့ TV တို့ တခြားတခြားသော screen ပါတဲ့ device အများစုဒီထဲမှာအကျုံးဝင်နေပေါ့ဒီ screen တွေကကျွန်တော်ရဲ့ဘဝမှာတော်တော်လေးကိုကြီးမားတဲ့နေရာကိုရယူလာပြီဖြစ်တယ်ဒီ screen တွေနဲ့ပဲကျွန်တော်အလုပ်လုပ်ကြတယ်ဒီအလုပ်လုပ်တာလည်းပို့ပြီးတော့မြန်ဆန်လာတယ်လွယ်ကူလာတယ်ကဘာကြီးနဲ့ဆက်သွယ်မှုတွေပို့ပြီးတော့ကောင်းလာတယ်ဒါပေမဲ့ဒီ screen တွေကြောင့်လည်းကျွန်တော်ရဲ့ဘဝမှာ side effect ဆိုကြတွေထိခိုက်မှုတွေလည်းအများကြီးဖြစ်လာတယ်ဆိုတော့လူကြီးတွေမှာဘာပြဿနာဖြစ်လဲဒါအကြောင်းပြောတာပေါ့နံပါတ်1 mental stress စိတ်ဖိစီးမှုတအားများစေတယ် ကျွန်တော်တို့ပုံမှန်နေ့စဉ်ကြည့်နေတဲ့ဒီ social media မှာစောရိမ်စရာစိတ်လှုပ်ရှားစရာမကောင်းတဲ့တွေတောက်လျှောက်အများအားတက်တယ်ဒါလိုမကောင်းတဲ့တွေကလည်းပို့ပြီးတော့ like တွေ view တွေ share တွေများတယ်ဆိုတော့ဒါတွေကအများအားကြည့်နေတဲ့ခါကျတော့တလောကလုံးပျက်စီးနေတယ်တလောကလုံးစိတ်လှုပ်ရှားစရာကိစ္စတွေပဲတောက်လျှောက်ဖြစ်နေတယ်လို့ဒါတွေမြင်ရလာတယ်အဲ့လိုမြင်ရလာတဲ့အပေါ်မှာကျွန်တော်ရဲ့စိတ်လှုပ်ရှားမှုကျွန်တော်ရဲ့ကြောက်စိတ်ဒါတွေတအားများလာတယ်ပေါ့ ကျွန်တော်ရဲ့ social media မှာလူတွေတပုံတင်တဲ့ခါကျလို့ရှင့်အများနဲ့ရည်ပြုံးပြီးတော့တင်ကြတယ်အကောင်းဆုံးအလားပါဆုံးအင်ဂျီဝတ်ထားတဲ့အချိန်တပုံရိုက်ပြီးတင်ကြတယ်ခရီးသွားလို့ရှင့်တပုံရိုက်ပြီးတင်ကြတယ်ဒါတွေကိုကျွန်တော်တို့ကြည့်နေတဲ့ခါကျလို့ရှင့်တူတယောက်ကပါစဉ်းစားနိုင်လဲဆိုတော့အော်တလောကလုံးပျော်ရွှင်နေကြတယ်တလောကလုံးခရီးသွားနေကြတယ်ငါတို့ပဲကြောင်ပိမိနေပါလားငါတို့ပဲရုပ်ဆိုးနေပါလားဒါမျိုးတွေထင်စေတတ်တယ်ဒီလိုထင်စေမှုကြောင့် depression စိတ်ဓာတ်ကျတဲ့ကိစ္စပြဿနာတွေတော်တော်များများပါတယ်နံပါတ်1အိမ်ရေးကိုအရင်ထိခိုက်စေတယ် ျွန်တော်တို့မျက်လုံးထဲကိုညားရောက်လာတဲ့အခါမှာအလင်းဝင်ရောင်ဝင်နေလာတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကအိတ်ငိုက်လာတယ်ပေါ့ ဆိုတော့ဒီအနေထားမှာဖြစ်လာဆိုတော့ကျွန်တော်တို့ကညာဘက်ဒီကိုနောက်ကျဆိုတော့ဖုန်းနဲ့ TV တွေကွန်ပျူတာတွေဓာတ်တွေကြည့်နေတဲ့အပေါ်မှာမျိုးလုံးနဲ့အလင်းဝင်အောင်မှုများတယ်ကျွန်တော်အိတ်ရေးကိုတအားထိခိုက်ပျက်စီးစေအဲ့ရတဲ့လူတယောက်ကဝင်လဲခဏခဏလှိမ့်နေဒါပေမဲ့အိတ်မပြောဘူးဖြစ်နေတယ်အခါခဏလောက် Facebook လေးယူပွက်လိုက်အောင်မယ်လေးသူယူပြီးတော့ခဏပွက်နေတယ်တနားရီကနှစ်နားရီကကြာပါတယ်မျိုးလုံးနဲ့အလင်းနဲ့ဝင်ရောက်ပြီးတော့မျက်စိကြောင်ပြီးတော့ပိုတော်အိတ်မပြောတော့ဘူးလို့ပြောတာဒီပုံစံနဲ့ကျွန်တော်ရဲ့အိတ်ရေးတွေကိုထိခိုက်စေတတိယခန္ဓာကိုယ်ကိုလည်းထိခိုက်ပျက်စီးမှုဖြစ်စေဖုန်းကြည့်နေတဲ့အခါ TV ကြည့်နေတဲ့အခါကျွန်တော်ရဲ့ဇက်ကအရှိ ကိုငေါ်ပြီးတော့ကျွန်တော်တို့ထွက်လာတယ်ကျွန်တော်ခါးတွေကိုင်းသွားတယ်အဲ့လိုနေတဲ့ကြောင်ကျွန်တော်ဇာကြောတက်တာတွေဖြစ်တဲ့ခေါင်းမူတာတွေဖြစ်တဲ့ကြီးပေါင်းယောဂတွေတအားကျွန်တော်တို့ဖြစ်တယ်မျက်လုံးညောင်းတဲ့ကိစ္စတွေဖြစ်တယ်တချို့တွေဆိုင်မျက်လုံးအကြီးအကျယ်ထိခိုက်ပျက်စီးတဲ့အခြေအနေတွေပါကျွန်တော်တို့ဖြစ်စေတတ်တယ်အဲ့တော့စိတ်ပိုင်းဆိုင်ရာရောခန္ဓာကိုယ်ပိုင်းဆိုင်ရာရောထိခိုက်ပျက်စီးမှုတွေများတယ်ကလေးတွေမှာပိုတော့မှပြဿနာများတယ် ကလေးလူကြီးကျွန်တော်တို့ဘယ်လိုခွဲလဲဆိုတော့ဈေးပညာမှာဆနဲ့နဲ့နဲ့ခွဲတယ်ဆနဲ့နဲ့အောက်ဆိုလို့ရှိရင်ကလေးဆနဲ့နဲ့အထက်ဆိုရင်လူကြီးဆေးရုံမှာကုတာတယ်ပေါ့ဒါပေမဲ့ဆနဲ့နဲ့အထက်မှာလည်းဖုံမျိုးမှုကရက်သေးတာမဟုတ်ဘူးခနာကွဲဖုံမျိုးမှုဒီ16နဲ့18နဲ့တခါတလေအသက်20အထိကျွန်တော်တို့ဖြစ်စေနိုင်တယ်အုံနောက်ညာရဲ့ဖုံမျိုးမှုဒီတခါတလေအသက်22နဲ့လောက်အထိတောင်မှဆက်လက်ပြီးတော့ဖြစ်နိုင်စေသေးတယ် ဒီအနေထားမှာဒီဖုန်းဆွဲလမ်းမှုကြောင့်ဒီဖုန်းပြုံးမှုတွေအများကြီးထိခိုက်ပါနိုင်တယ်။ဥပမာအဖြစ်ကျွန်တော်တို့ကပုံမှန်လှုပ်ရှားမှုလုပ်တဲ့အားကစားလုပ်တဲ့တော်တော်လာလာလုပ်တဲ့အဲ့ဒီအခါမှာကျွန်တော်တို့ခန္ဓာကိုယ်ပို့ပြီးတော့ဖုန်းပြိုးလာတဲ့အရက်တွေရှေ့လာတဲ့ခန္ဓာကိုယ်တန်ဆွမ်းလာတဲ့ပေါ့။ဒါပေမဲ့အခုခေတ်မှာကစားရတယ်ဆော့ရတယ်ဆိုရင်ဘာပဲလုပ်လဲဖုန်းတစ်ခုနဲ့ပဲထိုင်ပြီးတော့ကျွန်တော်တို့တနေကုန်ထိုင်နေတဲ့အထိုင်များလာတဲ့အပေါ်မှာလှုပ်ရှားမှုနည်းလာတဲ့အပေါ်မှာခန္ဓာကိုယ်ဖုန်းပြုံးမှုတွေညံပြင်းလာနိုင်တယ်လို့ပြောတယ်။ဒါအပြင်နံပါတ်2 focus အာယုံစူးစိုက်မှု အရန်အားနဲ့လာတဲ့ attention ပေးနိုင်စွမ်းအရန်အားနဲ့လာတဲ့ ဥပမာပြင်ကျွန်တော်တို့ငယ်ရောဆိုလို့ရှိရင် screen ကြည့်တယ်ဆိုတာက TV ကြည့်တာပေါ့ဆိုတော့အဲ့ TV လို့ပြောရင်အချိန်နဲ့လာတဲ့အစီအစဉ်တွေကိုကြည့်ရတာပေါ့ဥပမာပြင်ကိုကတိုင်းကားကြည့်ကျင်တယ်ကိုကကာတွန်းကားကြည့်ကျင်တယ်ဆိုရင်အဲ့ဒီအချိန်မှာလာတယ်အဲ့ဒီအချိန်ကိုကျွန်တော်တို့စောင့်ပြီးတော့အားလုံးတူတူကြည့်ရတယ်ဆိုတော့အဲ့ဒီအချိန်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဆက်ကြည့်ကျင်တယ်ကြည့်တော့မရတော့ဘူးစီကံသွန်းတဲ့သူတတ်မှတ်ထားသူလို့သတ်ဖြစ်ပါတယ် အဲကြားထဲမှာမှဒီလာတဲ့ဇာလန်တွဲတွေကြားထဲမှာအဲကြောင်ညာလာတယ်ဆိုရင်အဲကြောင်ညာကိုတီးခံပြီးတော့ကြည့်ရအောင်အဲ့တော့အဲ့လိုမျိုးအနေထားမှာကျွန်တော်ရဲ့ focus တိဆောက်မှုကိုအလောက်ထိမပြတ်စည်းစေဘူးဒါပေမဲ့ဒီဘက်ခင်မှာဖြစ်လာတယ်ဆိုတော့ကိုတခုကြည့်တယ်5စက္ကန့်လောက်စိတ်မဝင်စားတော့ဆိုတော့ဖက်ကနဲအစ်စ်ဖက်ကနဲအစ်စ်ဖက်ကနဲအစ်စ်ကြာကြာကိစ္စဘာကိုမှအာယုံစူးစမ်းမှုမလုံးလာနိုင်ဘူးအဲ့လိုမလုံးလာနိုင်တဲ့အပေါ်မှာကျွန်တော်တို့ပညာရေးထိခိုက်ပျက်စီးမှုတွေလည်းဖြစ်လာနိုင်သေးတယ် ဒါအပြင်တစ်ချိန်လုံးဒီဖုန်းနဲ့ screen နဲ့ပဲအချိန်ဖြုန်းနေတဲ့အပေါ်မှာလူအချင်းချင်းစကားပြောတဲ့ interpersonal skills တွေအများကြီးထိခိုက်ပါနိုင်တယ်။ဥပမာအဖြစ်အသက်ကြီးလို့တကယ်အလုပ်လုပ်တဲ့အချိန်ကြလို့ရှိရင် interpersonal skills အားနည်းတဲ့အခါလူဆက်ဆံရေးအားနည်းတဲ့အခါကြလို့ရှိရင်အများကြီးဒုက္ခပြဿနာတွေဖြစ်တယ်။အခုခေတ်လူငယ်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့က အလူချင်းချင်းပြောဖို့မဝင်ရတဲ့အပေါ်မှာတဘောဖုန်းစကားနဲ့ပြောမယ်ဖုန်းစကားနဲ့ပြောဖို့မဝင်ရတဲ့အပေါ်မှာ message နဲ့ပဲရိုက်ပြီးတော့ပြောမယ်ကျွန်တော်တို့ဖုန်းဆက်မယ်ဆိုရင်တော့မတချို့လူငယ်တွေမှာဆိုရင်ဖုန်းအဆက်မကန်ဘူးငါတို့ message နဲ့ပဲစကားပြောရအောင်ဖုန်းဆက်တဲ့ဟာသူ့အတွက်တော်တော်ကြီးကျယ်တဲ့ကိစ္စဖြစ်တဲ့စိတ်လှုပ်ရှားစရာကိစ္စဖြစ်တဲ့ဒီပုံစံအနေအထားတည်းကိုကျွန်တော်တို့တီးခိုက်မှုတွေဖြစ်လာတယ်ပေါ့အဲ့တော့အဲ့လိုပြဿနာတွေကိုတတ်နိုင်သမျှနည်းစေဖို့အတွက်ကျွန်တော်တို့အကန့်အသတ်လေးတွေလုပ်ထားပေးဖို့လိုအပ်တယ်ဥပမာအဖြစ်အသက်ရွယ် live screen ကြည့်တဲ့အချိန်တွေကိုကန့်တတ်မယ်ပေါ့ အဲ့တော့ WHO recommendation ဘယ်လိုလာလဲဆိုတော့ကလေးတွေမှာနက်နဲအောက်တွေကိုလုံးဝ screen မပြပါနဲ့ဆိုတော့နက်နဲအောက်ကလေးထိန်းနေတဲ့လူတွေအနေနဲ့ screen မပြပါနဲ့ဒီခေတ်မှာထိန်းဖို့ဆိုတော့တော်တော်လေးကမလွယ်ဘူးဆိုတော့ကျွန်တော်နားလဲတယ်ဒါပေမဲ့တတ်နိုင်သလောက်လုံးဝမပြစေချင်ဘူး normal ဆိုလို့ရှိရင်ဒီ screen ဆွဲလမ်းမှုကအဲ့ဒီအရွယ်ကလေးကနေပြီးတော့စလာမယ်ဒီပြဿနာတွေအားလုံးကအဲ့ဒီအရွယ်ကလေးကနေစလာမယ်လို့ပြောတာနက်နဲအထက်ရောက်ပြီဆိုလို့ရှိရင်နက်နဲကနေ9နှစ်အထိကိုတစ်နှစ်ကိုတနာရီကအကန့်အသတ်နဲ့ကျွန်တော်တို့ပြမယ်ပေါ့ဥပမာအဖြစ်ထမင်းစားနေတဲ့အချိန်မှာကျွန်တော်တို့ပြထားမယ်ဒီပုံစံနဲ့သူ့ကိုထမင်းစားဖို့အတွက်ကို လွယ်ကူမှုဖြစ်စေမယ်ပေါ့ဒီပုံစံအကန့်အသတ်လေးနဲ့လှုပ်ပေးတဲ့စီကံထားပေးတဲ့ဆိုရင်အသက်ကြီးလို့ရှိရင်သူ့ကိုယ်သူထိန်းနိုင်စွာပို့ပြီးတော့များလာနိုင်တယ်အဲ့ဒီငါးနဲ့အထက်ချောင်းနဲ့အထက်မှာဆိုလို့ရှိရင်လည်းတက်နိုင်တဲ့လောက်ကျွန်တော်အချိန်တစ်ခုတစ်ခုတတ်မှတ်ပြီးတော့ဖုန်းပေးတဲ့အချိန်ဖုန်းမပေးတဲ့အချိန်ကြောင်းဖုန်းမပေးယူပါရဘူးစသဖြင့်ကျွန်တော်တို့ကအကန့်အသတ်ပုံလေးတွေနဲ့စီကံတကြားထားပေးရမယ်လို့ပြောတာတတိယကျွန်တော်မိသားစု level ပေါ့ ုံမှန်ဆိုရင်ကျွန်တော်တို့မိသားစုတွေမှာဆိုရင်ညစာတူတူထိုင်စားကြတယ်ကျွန်တော်တနေ့ကုန်ဖြစ်ခဲ့တဲ့ကိစ္စလေးတွေတရားတစ်ယောက် share လုပ်ကြမယ်တရင်လေးတွေကို share လုပ်ကြမယ်တူတူညကို TV ထိုင်ကြည့်ကြမယ်မိသားစုတူတူကျွန်တော်တို့လောရတဲ့ကိစ္စလေးတွေရှိလာတဲ့အပေါ်မှာမိသားစုကြားထဲမှာစီလုံးညီညွတ်မှုဖြစ်စေတယ်မိသားစုကြားထဲမှာအချက်တွေတိုးပွားစေတယ်အခုပြဿနာပါဖြစ်လာလဲဆိုတော့ကျွန်တော်တို့အဲကန်းထဲမှာထိုင်နေမယ်မိသားစုထိုင်နေမယ်တယောက်ကိုဖုန်းတစ်ခုစီကျွန်တော်တို့မျက်နှာနဲ့ကတ်ကတ်ပြီးတော့ကျွန်တော်တို့ထိုင်မှာအချင်းချင်းတယောက်တစ်ယောက်စကားမပြောဘူး ကိုကြည့်နေတဲ့ကိစ္စကိုတရားနေလေးလာလို့ရတဲ့ကိစ္စပဲအမှန်ထင်နေတယ်။နောက်တစ်ယောက်ကလည်းသူကြည့်တဲ့ကိစ္စသူလေးလာလို့ရတဲ့ကိစ္စပဲအမှန်ထင်နေတယ်။အဲ့တော့ဘာဖြစ်လာလဲဆိုတော့မိသားစုအချင်းချင်းကြားထဲမှာပါအမြင်တွေကြီးကြီးမားမားအပြောင်းလဲဖြစ်လာစေတယ်လို့ပြောတာ။အဲ့တော့ကောဘာလို့ ਆ မလဲဆိုတော့မိသားစုအချင်းမိသားစုနေရာနဲ့ပတ်သက်ပြီးတော့ဒီဖုန်းကို screen ကိုကန့်တတ်မှုလောက်အောင်ဖြစ်တယ်။ဥပမာအဖြစ်ကျွန်တော်တို့ကဆိုကြပါစို့ထမင်းစားကန်းကိုမတို့ဒီဖုန်းမယူလာရဘူး။ဥပမာအဖြစ်ငါတို့မိသားစုအချင်းစကားပြောနေတဲ့အချိန်မှာဖုန်းမကြည့်ရဘူး။ ဒါမှမဟုတ်မိသားစုတွတ်တူဒီ screen မပါဘဲနဲ့လောက်ရတဲ့အလောက်ကလေးတွေကျွန်တော်တို့ကတခုခုဖန်တီးတည်ဆောက်မယ်ပေါ့ဒီပုံစံနဲ့မိသားစုရဲ့ quality times တွေကိုကျွန်တော်တို့တည်ဆောက်လို့ရတယ်လို့ပြောတယ်ဆိုရင်တခြားသောပြဿနာတွေတော့ရောတခြားဘာတွေဆင်ကျင်စရာတွေရှိလဲပေါ့ဘာတွေဆင်ရဆီလဲဆိုတော့ကိုယ့်ကိုယ်ကိုကျွန်တော်တို့က limitation တတ်မှတ်မှုတွေအများကြီးတော့ပါလိမ့်မယ်လူငယ်တွေလောက်ရတာအရင်ခတ်တယ်အဲ့တော့ဒါပေမဲ့ကျွန်တော်ရဲ့စကားကနားထောင် limitation တွေကျွန်တော်တို့စီကံတွေ discipline ကျွန်တော်အခုတည်းကနေပြီးတည်ဆောက်ထားဖို့လိုပါတယ်ဥပမာအဖြစ်ငါထမင်းစားနေရင်ငါတော့ phone screen မကြည့်ဘူးပေါ့ ငါကအိယာမဝင်ခင်တနာရီကဖုန်း screen မကြည့်ဘူးပေါ့7နာရီအိပေါ်အိယာဝင်ဖို့ရည်ရဲတဲ့ဆင်10နာရီလောက်ခရက်ဖုန်း screen မကြည့်နဲ့တော့ဒီပုံစံနဲ့အရေးကိုပြပြဝဝ quality နဲ့ရစေမှာဖြစ်တယ်ငါမနဲ့အိယာထားမယ်9နာရီမှငါအိယာထားမယ်ဒါပေမဲ့ငါငါမနဲ့9နာရီတိငါဖုန်းမကြည့်ဘူးကိုယ့်ကိုယ်ကိုမလုပ်ထားမယ်အကန့်တက်လုပ်ထားမယ်နေရာတစ်ခုမှငါဖုန်းမကြည့်ဘူးအကန့်တက်လုပ်ထားမယ်ဒီပုံစံနဲ့ screen မကြည့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အချိန်နေရာလေးတွေကို limitation အကန့်တက်လေးတွေလုပ်ထားမယ်ကိုယ်က ဒီ screen ကြည့်ပြီးလောက်ရတဲ့အလုပ်လုပ်နေတဲ့သူဆိုရင်ပုံတော်မှစိုးသေးတယ်ဥပမာအဖြစ်ကျွန်တော်ကွန်ပျူတာကြည့်ပြီးတော့စာရင်းလောက်ရတဲ့သူတွေရှိတယ်ဒါမှမဟုတ် social media မှာကြော်ညာလုပ်နေရတဲ့သူတွေရှိတယ်အဲ့လိုမျိုးလူတွေအတွက်ဆိုရင်တနေ့ကောင်အလုပ်အတွက်လည်း screen ကြည့်ရတယ် entertainment အတွက်လည်း screen ကြည့်တယ်အဲ့လိုမျိုးအချိန်မှာ screen ကြည့်တဲ့အချိန်တွေတအားများဝင်ကျွန်တော်မျက်စိတွေတအားထိခိုက်ပျက်စီးမှုတွေဖြစ်စေတယ်အဲ့တော့ကွာတတ်နိုင်တယ်လို့ဘာလို့မလဲဆိုတော့ screen မှာပါတဲ့ activity လေးတွေကိုဖန်တီးတည်ဆောင်မှာဥပမာပြန် exercise လုပ်တာတို့ငါတို့ကအဲမအိတ်ခင်တနားရီကနေနားရီကကြိုတင်ပြီးတော့ screen game တွေလုပ်တာတို့ဒါမဟုတ်ကျွန်တော်တို့ကလေးတွေကိုလည်း screen မှာပါတဲ့ကစားနည်းလေးတွေကိုကဖန်တီးတည်ဆောက်ပေးတာတို့နောက်ဆုံးအရေးတက်နိုင်သလောက်ဝါအောင်အိတ်တာပေါ့ဒီပုံစံလေးတွေလုပ်ခြင်းအပြင်ကိုယ့်ရဲ့ဒီ screen ကြည့်ရတဲ့အလုပ်ကိုလည်းထိခိုက်ပျက်စီးမှုမဖြစ်အောင်ကျွန်တော်တက်နိုင်သလောက်တစ်ဖက်ကနေထိန်းထားပေးရတယ် တော့ပြောချင်တာကဒီ screen ဆွဲလန်းခြင်းဒီတော်တော်လေးဟိုမှာကြီးမားတဲ့ပြဿနာတစ်ခုဖြစ်တယ်ဒီပြဿနာရဲ့တကယ်အစ်စ်လောက်ရမယ့်ကိစ္စကဘာလဲဆိုတော့ balance ကျွန်တော်မျှမျှတတ်တတ် တရားနဲ့ပတ်သက်ပြီးကင်တွေတုံးဆဲဖို့လိုတယ်။ဘာလို့လဲဆိုတော့ဒီ technology နီးပညာတိုးတက်မှုရဲ့အနောက်ဘက်မှာကျွန်တော်ရဲ့ဘဝတွေအများကြီးလွယ်ကူလာတာရှိတယ်။ဒါပေမဲ့ဒီဟာရဲ့နောက်ကိုလိုင်းရင်းနဲ့တိခိုက်မှုတွေမဖြစ်စေနဲ့လို့ကျွန်တော်ကအသတိပေးချင်ပါတယ်။ကျွန်တော်နာမည်ကတော့ဒေါက်တာဆွေလန်းသူလို့ခေါ်ပါတယ်။ဒီ season ကကိုတော့ကွန်ပျူတာသုံးမဲ့ဆွေတွေအတွက်ကြိုးရှိစမှာဆွေ like and share လေးလုပ်ပေးခဲ့ပါဦးနော်။ကျွန်တော်ရဲ့ page ကိုလည်း follow လုပ်ခဲ့ပေးပါအောင်။နောက်တဲ့ video တွေမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။ See you next week. Bye bye.